်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမန္တလေးတိုင်းပြုံးလွင်ခရိုင်မရယာမြို့နယ်အရှိချမ်းနယ်အရှိတောင်ချမ်းမှာမေလ22ရက်နေ့မနက်9:00နာရီလောက်ကစတင်ပြီးမေလ23ရက်နေ့အထိစစ်ကောင်စီတပ်နဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့လို့ဒေသခံတွေစီကသိရပါဗျာ။ စစ်ကောင်စီတပ်ဘက်ကတိုက်ပွဲမဖြစ်ပွားခင်မရရမျိုးဘလုံးကွင်းအထိုင်စခန်းကနေဟောင်ဝင်စာလက်နက်ကြီးတွေ120မမ87မမဒရုန်းတွေနဲ့စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီစစ်ကြောင်းနဲ့တိုက်ပွဲဖြစ်တာကသူတို့ဘက်ကအထိနာလို့ဂျက်ဖိုက်တာနဲ့ငားချိန်ဖုံးကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့ကြအောင် ။နေပြင်းတိုက်ပွဲမပြီးသေးတာကြောင့်အကြအဆုံးထိခိုက်စည်ရင်းကိုတော့ဘာမှပြောလို့မရသေးကြောင်းစစ်တပ်ဘက်ကအထိခိုက်အများဆုံးဖြစ်ပြီးအထိနာလို့လေရင်နဲ့လာပစ်တာဖြစ်ကြောင်းမရရမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ခေါင်းဆောင်တယောက်က TV ကိုပြောပြခဲ့ပါတယ်။ဒေတာခန်တွေဟာ10 20စစ်စင်ရေးစကြဲကရွာမှာမနေကြပဲစစ်ပေးရှောင်နေကြရတယ်လို့လည်းသိရပါဗျရှင်။ AR တိုင်းကြုံပြော်မျိုးရှမ်းစုရက်ကွက်မှာမေလ23ရက်နေ့ညပိုင်းကစစ်ကောင်စီတပ်ကလူငယ်နှစ်ယောက်ကိုဝင်ရောက်ဖမ်းဆီးတာမှာတယောက်ထွက်ပြေးလွတ်မြောက်သွားခဲ့တာကြောင့်ကြံခဲ့တဲ့မိသားစုဝင်တွေစီကနေငွေကျပ်300ကျပ်ရောကြီးတောင်းနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်မှုထမ်းဆောင်ဖို့ရက်ကွက်ထဲထီလူငယ်တွေကိုဝင်ရောက်ဖမ်းဆီးနေတာဖြစ်ပြီးထွက်ပြေးလွတ်မြောက်သွားသူအတွက်မိသားစုဝင်တွေစီကရောကြီးတောင်းယူနေတာလို့ဆိုပါဗျ။ ရက်ွက်အုပ်ချုပ်ရေးမှူးတွေကစစ်တပ်နဲ့ပေါင်းပြီးသတင်းပေးနေတာဖြစ်ကြောင်းအသက်၁၈နှစ်ကနေအသက်၃၅နှစ်ရှိတဲ့အိမ်တွေကိုစစ်တပ်ကိုလက်ညှိုးထိုးပြီးစစ်တပ်ကဝင်ဆွဲတာမှာအိမ်နှစ်အိမ်မှာတအိမ်ကလူငယ်တအုပ်ကိုမိပြီးနောက်တအိမ်ကလူငယ်ကထွက်ပြေးသွားတာကြောင့်ကြံခဲ့တဲ့မိသားစုကတင်းတရာပေးရမှာလို့ကျုံပြော်ဒေသခံတယောက်ကပြောပြပါဗျာ။ အလောက်ကင်ရှာပါပြီးစာဝန်နေရေးခက်ခဲဖြစ်နေတဲ့အချိန်စစ်မှုရန်ဥပဒေထုတ်ပြန်တာကအုတ်ချုပ်ရေးမှုတွေအတွက်လှုပ်ရှားဖို့ဖြစ်ပြီးလက်ရှိမှာလည်းအုတ်ချုပ်ရေးမှုအများစုကစစ်တပ်နဲ့ပေါင်းပြီးပြည်သူတွေကိုပြန်ဒုက္ခပေးနေတယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်ထိုင်းနိုင်ငံမဲဆောင်မြို့ရောက်နယူးဒေါ်လန်ရေးလှုပ်ရှားသူတွေဟာစိတ်ခွန်အားမြင့်တင်ရေးအတွက်စူပေါင်းတရားထိုင်အသက်ရှူလေ့ကျင့်ခန်းတွေကိုအပတ်စဉ်ပြုလုပ်နေကြပါတယ်။မောင်တူးပေးပို့ထားပါတယ်ရှင်။ ဟုတ်ကဲ့ပါ စိတ်တည်ငြိမ်ရေးစိတ်စွမ်းအားမြင့်တက်ရေးနဲ့ကျမ်းမာရေးတို့အတွက်ကိုးကွယ်ရာဘာသာလိုက်တရားထိုင်တာနဲ့အသက်ရှူလေ့ကျင့်ခန်းတွေကိုတောက်ကြနေတိုင်းပြုလုပ်နေကြတာပါဒီနေရာမှာလုပ်နေတာတစ်နှစ်ကျော်ပါပြီပေါ့နော်အာတရားထိုင်နေဆိုတာအတော့တကယ်တော့တရားထိုင်နေဆိုတာကျမတို့စီမှာဗုဒ္ဓဘာသာတွေပါမကောက်အခြားလူမျိုးခြားတွေပါရှိနေတဲ့အတွက်ဒါကိုတရားထိုင်နေလို့မပြောဘဲနဲ့ကျမတို့ကဝင်လေထွက်လေရှုတယ်စိတ်ကြမ်းမအောင်လုပ်တယ် ။ဘာဖြစ်လို့လဲဆိုတော့ကျမတို့စီမှာရောက်နေတဲ့သူတွေအကုန်လုံးကကျမတို့ဗမာပြည်မှာမတရားမှုကိုတွန်းလှန်နေတယ်၊ຫນွေဥတော်လိုက်ရေကိုမခံရင်လို့ကိုယ့်အသက်ကိုကိုယ်မရှင်နိုင်လို့သာနေခဲ့ရပြီပဲ။ကျမတို့ပြန်ပြီးတော့ရတဲ့နီးနဲ့ကျမတို့စိတ်သက်ခွန်အားအရာတိုက်ခို့အတွက်ဒါအထောက်အကူပြုတဲ့ပွဲလေးတစ်ပွဲကိုကျမလုပ်နေရပါရှင့်။စိတ်သက်မကြိုးပဲ့စေရေးအစုအဖွဲ့မကြိုးပဲ့စေရေးနဲ့ကျမရေးမကြိုးပဲ့စေရေးတို့အတွက်ရည်ရွယ်ချက်ထားပြီးအခုလိုပြုလုပ်နေကြတာလို့လဲဆိုပါတယ်။ တယောက်ကစိတ်ကအရေးကြီးဆုံးပဲရှင်အော်ကျမတို့ရဲ့ခေါင်းဆောင်နော်ဘဘဥဝင်တင်ပြောသွားတယ်စိတ်ဓာတ်တွေကိုမကြိုးပဲ့စေနဲ့အုပ်စုအဖွဲ့တွေကိုမကြိုးပဲ့စေနဲ့ကျမ်းမာရေးတွေကိုမကြိုးပဲ့စေနဲ့ဆိုရဲအချက်၃ချက်ကဒီကနေ့ຫນွေဥတော်လိုင်းရေး၄နှစ်ထဲကိုရောက်လာပြီးဖြစ်တဲ့အတွက်ဒီကိစ္စကကျမတို့မဖြစ်မနေဘူးလိုအပ်တဲ့ကိစ္စတွေပဲအဲ့တော့အသက်ရှူ၄ချိန်ခန့်လို့ပြောတာအရာရာမှာကျမတို့ကလူတိုင်းလူတိုင်းကစိတ်ကနေပြီးတော့ဘဝတွေကိုဥဆောင်နေကြတာအဲ့တော့ကိုယ့်ရဲ့စိတ်တွေကတရားမျှတဖို့လိုတယ်ကိုယ့်ရဲ့စိတ်တွေကကောင်းနေဖို့လိုတယ်အဲ့တော့ဒီနေရာမှာ ခြံရင်ချက်တူတဲ့ရွယ်ချက်တူတဲ့သူတွေအားလုံးစုပေါင်းပြီးတော့ကောင်းတဲ့အလုပ်တစ်ခုကိုစုပေါင်းပြီးလုပ်နေတယ်လို့လည်းပြောလို့ရပါတယ်ရှင်။တမာရီဆောင်ဒါတရားနဲ့ပြောရင်တမာရီကိုတိထားလို့အဲ့ဒါမျိုးကြီးဘာဝနာအထုတ်မှုလို့ဒါတွေနဲ့ပြောချတယ်ပေါ့။အဲ့တော့ကျမတို့ကဒါလေးကိုလုပ်တယ်လုပ်ပြီးရဲ့အခါမှာကောင်းတဲ့နေရာမှာကောင်းတဲ့ဒီနေရာမှာကြာရင်ဒီပြောမလဲဒီဒီဖက်ကိုလာရည်လူကအရင်စိတ်ပြက်ကြီးကြာပြီးကျမဆိုရင်အရောက်ထေလုံးလीပေါ့နော်အထီးကျန်နေပြီးဘာဟိုလူတွေနဲ့ပတ်ဝန်းကျင်နဲ့ တ်ချက်မရှိဘူးလူတွေနဲ့ဒီမှာဒီလမ်းကြောင်းလေးကိုတခုဒီလူတွေနဲ့ဆုံတွေ့ရတော့တော့လေဒီမှာရဲ့အဲ့ဒီဒီမှာရှင်ဆိုင်တဲ့အလုတ်ကလေကျမရဲ့အတွက်အရင်အစီအစဉ်လေးဒီကအတူကအများကြီးကလို့ပါဖိတ်လုံးချုံမှုကိုရတယ်။ဒါပေမဲ့အနေနဲ့ဟိုပါဘောဒီမှာ ပေါင်းသင်းဆက်ဆံရတဲ့ community လေးတစ်ခုရတယ်။အဲမတို့ဒီမှာဆိုရင်စိတ်ဓာတ်ရမျိုးစုံနဲ့လာနေကြတဲ့လူတွေဖြစ်တယ်ပေါ့နော်။အဲ့ခါကျတော့ဒီမှာနှွေးထွေးပေးတဲ့ဟာငါမှယုံကြည်ရတယ်။ငါ့ကိုအန်ဒီမပေးဘူးဆိုတော့ community လေးတစ်ခုမှာကျမတို့စိတ်လုံခြုံမှုပြေဝါရတယ်။နောက်တစ်ခုကကျတော့ဝိပဿနာအားထုတ်တယ်တော့မဟုတ်ဘူး။ကျမတို့ရဲ့ဒီစိတ်ကိုငြိမ်းချမ်းအောင်ပေါ့နော်။ခဏအာနေတဲ့အချိန်မှာကျမတို့ဆိုသတိထားမိတာလေးရှိရဲ့။အကျိုးအပြစ်ကလေးကိုသတိထားမိရဲ့။အမ် ငါပူပန်တော့ကရောက်နေတာကိစ္စဆိုလို့ရှင်လေဒီပူပန်တော့ကငါဘယ်လို short ချမလဲဒါရဲ့ဟိုဟန်ချက်တွေကိုကျွန်မတွေးမိသွားတယ်ဗောနော်ဟုတ်အဲ့ဒါလေးရပါရင်ရှင်စူပေါင်းတရားထိုင် အသက်ရှူလက်ကျင်ငန်းတွေကို အပတ်စဉ်စူပေါင်းပြုလုပ်နေကြတဲ့အပြင်လက်ရှိနိုင်ငံရေးကျန်းမာရေးတာရေးနာရေးနဲ့အလောက်ကန်ကိစ္စတွေစူပေါင်းတိုင်းမင်းဆွေးနွေးဖလှယ်နိုင်ရတယ်လို့သိရှိရပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ စကိုင်းတိုင်းတမူးခရိုင်ကမ္မကြီးကျေးရွာအနီးမြမအိန္ဒိယနယ်စပ်မြမပြည်ပတ်အချမ်းမှာယာယီစကန်းရွှေပြောင်းတာဝန်ထမ်းဆောင်နေတဲ့တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်ဆယ်ယောက်ဟာမေလ14ရက်နေ့မှာစခန်းကနေပျောက်ဆုံးသွားခဲ့တယ်လို့သိရပါဗျ။မေလ16ရက်နေ့မှာအိန္ဒိယနိုင်ငံနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့ Arthur Rifle တပ်ဖွဲ့မဏိပူပြည်နယ်ချန်ဒီခရိုင်တရင်တစ်စီကနေပျောက်ဆုံးနေတဲ့ပကဖရဲဘော်တွေကိုရဝက်လောင်းဆယ်လောင်းအနေနဲ့ညှိနှိုင်းတောင်းဆိုလက်ခံရရှိခဲ့တယ်လို့သိရပါဗျ။ ်အန်ယူဂျီအနေနဲ့အမှုမှန်ပေါ်ပေါက်ရေးဆောင်ရွက်ပေးဖို့အိန္ဒိယကိုစန့်ကျင်တိုက်ခိုက်နေသူတွေမဟုတ်ဘဲရက်ဆက်စွာတပ်ဖြတ်ခြင်းအပေါ်တာဝန်ယူစုံစမ်းဖြေရှင်းပေးဖို့နိနာသူမိသားစုတွေကိုနိနာချေပေးပြီးတာဝန်ယူဆောင်ရွက်ပေးဖို့နောက်မှာအလားတူကိစ္စတွေမဖြစ်ရေးအတွက်စီမံဆောင်ရွက်ပေးဖို့နှစ်နိုင်ငံနယ်ကြားစည်းညှိနှိုင်းမှုမပြည့်ပြတ်သေးတဲ့ကာလမှာတစ်ဖက်သက်ခြံစည်းရိုးခတ်တာကိုယာယီရက်ဆိုင်မှုစတဲ့အချက်၆ချက်တောင်းဆိုခဲ့ပါတယ်။အိန္ဒိယနိုင်ငံဖြစ်တဲ့အတွက် အမြဲတည်းတွေးဆက်ဆံရမယ့်အခြေအနေရှိတာကြောင့်နှစ်နိုင်ငံမဟာမိတ်ဆက်ဆံရေးမပြတ်ဖို့အတွက်မြစ်တာရက်ခံတောင်းဆိုထားပြီးအိန္ဒိယအစိုးရဘက်ကတစုံတရာဆောင်ရွက်ပေးဖို့ယုံကြည်တယ်လို့ NUG ကဆိုပါတယ်။ယုံကြည်တော့အမှုမှန်ပေါ်ပေါက်ဖို့ယုံကြည်တော့မှာ ကျွန်တော်တို့အခုစကားတွေပြောနေတာရှိတယ်ပေါ့နော်အဲ့တော့သူတို့ဘက်ကလည်းတုံ့ပြန်မယ်ဆိုတဲ့ဟာတော့အသေးသေးကျွန်တော်မသိရဘူးနောက်နောက်ဒီလိုသိစားရင်မဖြစ်အောင်ပေါ့မဖြစ်အောင်ဆိုနေရမှာနှစ်ဦးနှစ်ဖက်ပေါ့ဗျာနှစ်ဦးနှစ်ဖက်ပြဿနာမဖြစ်အောင်ဘယ်လိုပုံစံနဲ့ဆက်သွားကြမယ်ဆိုရဲဟို standard operation procedure လို့ဟာမျိုးတွေပေါ့နော် SOP တွေလို့မှာပေါ့နော်တကယ်တမ်းဒီလိုသိစားရင်မဖြစ်ဘူးတော့တစ်ဖက်တည်းနဲ့တော့မရဘူးနော်နှစ်ဖက်ကစီးနေနိုင်တဲ့ဟာမျိုးတွေဆက်မဖြစ်အောင်လုပ်သွားကြဖို့တော့ကျွန်တော်တို့အဲ့ဒီကဲမှာတောင်းဆိုထားတာပါတယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေလည်းဖြစ်လာမယ်လို့ကျွန်တော်တို့ကတော့မျှော်လင့်ပါတယ် အိန္ဒိယစစ်တပ်ရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီးနေဆက်အနီးနေဦးစံတဲ့ကျေးရွာအနီးမှာ လက်နက်ကိုင်အဖွဲ့ဝင်တွေရဲ့လှုပ်ရှားမှုသတင်းရတာကြောင့်စစ်စင်ရေးတစ်ခုကိုစတင်ခဲ့ပြီးစစ်စင်ရေးအတွင်မှာတန်တရားရှိသူတွေကပြစ်ခတ်ခဲ့တဲ့နောက်စစ်တပ်ကပြန်လည်ပြစ်ခတ်ခဲ့လို့စစ်ဝတ်စုံဝတ်ထားတဲ့လူ၁၀ယောက်တေဆုံးခဲ့တယ်လို့အိန္ဒိယအခြေဆိုင်မီဒီယာတွေမှာဖော်ပြကြပါဗျ။အလောင်းပြန်ရဖို့လုပ်တဲ့တဲယူတဲ့အလေးပြုအခမ်းအနားနဲ့မိတဲ့ဂျူတဲ့ မြေပြင်ချက်လက်တွေကိုလေ့လာပြီး MOD ထံအစီရင်ခံစာတင်ပြထားတယ်။ NUG Mover က statement ထုတ်ထားပြီးတော့ဆက်လက်ဆောင်ရွက်နေပါတယ်။သဘောထားမှတ်ချက်ပေးရရင်တော့အိန္ဒိယအာမေရဲ့ရက်စက်ရုံမှမှုတွေပါမယ်။ကိုဘကတာဝန်ခံတွေရဲ့ပို့ရမှုတွေလည်းပါတယ်။တပ်ဖွဲ့တွေကခန့်ပြင်းတာပေါ့။ဒါပေမဲ့ကိုခိုင်တာဝန်ခံတွေညံ့တာလည်းပါတယ်လေ။စူမိုထိန်ချုပ်နေမြေမျိုးနှမျိုးကိုတင်ထားနိုင်တာရှိရတဲ့အတိုင်းဘာကြောင့်အိန္ဒိယနယ်စပ်မှာစကန်းချနေတာလဲပေါ့။အခုတော့အိန္ဒိယနယ်စပ်ဘက်အဝင်ထွက်တွေလုတ်တာတွေတတိထားနေရပြီ။ အန်ယူဂျီအနေနဲ့အိန္ဒိယအစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှုကိုယုံကြည်ကာတခြားမလိုလားအပ်တဲ့နှစ်နိုင်ငံချစ်ချည်ရေးကိုထိခိုက်စေမဲ့ကိစ္စတွေနေဆက်ဒေသကတော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်းနိုင်ငံကြီးသားမပိတာတဲ့ဆောင်ရွက်ချက်တွေမပြုတ်လုပ်ဖို့နဲ့အိန္ဒိယမြန်မာနှစ်နိုင်ငံနေဆက်အတွင်းမူရည်စေဝါတရားမှုရင်ရောင်းဝယ်မှုနဲ့တယ်ဆောင်မှုထိန်းချုပ်ရေးအပါအဝင်တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကိုသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့မြစ်တာရက်ခံထားပါတယ်ကျမဒီရီပါ ဒီဗီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်